ဲ့တော့ဒီကြောင်ကလေးကတော်တော်ကောင်းတယ်ကြာရှားပါကြောက်နော်ဗောဓိသားရဲ့ဝမကိုအေးဆွဲတယ်လို့ပဲကြောက်ပါမနာလေးပါနော်မနာလေးပါအဲ့တော့ဒီကြောင်ကလေးကမဖြတ်တတ်ဘူးဆိုတော့နော်အဲ့လားဖြတ်လို့မလို့ကျွန်တော်ဖြတ်ပြီးမလို့ပါနော်ဒါလေးဖြတ်တာလေးကြီးကြည့်အောင်နော်အဲ့တော့ comment လေးတွေမဖြစ်နိုင်ရင်ပြီးခံပေးပါနော်ဒီကြောက်ကောင်းလေးတွေဖြတ်ပေးမှာမလို့ကျွန်တော် channel လေးကိုအဲလိုက်ရင်ရှင်းလေးစကားလုပ်ထားပြပါဦးနော်အားလုံးပဲကျေးဇူးပါနော်အဲဒီကြောက်လေးကို ကြောက်ကလေးကတော်တော်လေးမှန်းထားတာဗျတော်တော်လေးတော်တော်လေးမှန်းတာကနည်းနည်းမဟုတ်ဘူးနော်နော်တောင်းပိုင်းတော့ဒီမှန်းထားတာအဲ့တော့ဒီကြောက်ရဲ့ဖြစ်ပုံပြပုံလေးကိုကျွန်တော်ဒီတန်းန်းဖြတ်မယ်ဒီတန်းန်းအတောင်းလိုက်ကြတော့ဝင်မှာကျိုးကဒီလိုပတ်တာဗျဒီလိုပတ်မနာနော်တော်တော်ကြောက်ရည်တော်တော်လှပါတယ်အဲ့တော့ဒီကြောက်ကလေးဖြတ်တာလေးကိုကျွန်တော်လည်းကြည့်ရအောင်နော်အဲအခုချိန်မှာတော့ဒီတိုင်းမျိုးကတော့ကြောက်က9000အောက်ပါပဲ 1500 2000ဒီဝင်းကျင်ပါပဲဒါပေမဲ့ကြောက်ကဖြစ်လို့ရှိရင်ဒီဘက်တစ်ဖွင့်လေးကအဲ4000 5000လောက်ဖြစ်သွားနိုင်ပါတယ်เนาะကြောက်ရဲ့အနေထားအတွင်းကောင်းရဖို့ကျွန်တော်တို့လူရပါလိမ့်မယ်အတွင်းကောင်းဒီအောက်ရကျအသားပြက်တယ်ဗျာเนาะအတွင်းကောင်းရဖို့ရလူရလိမ့်မယ်ဒါပေမဲ့အတွင်းကောင်းရနိုင်ပြီတော့နည်းတယ်လို့ပြောကြတယ်เนาะအဲ့တော့ဒါလေးကျွန်တော်တို့ဒီတဏ္ဍဖြတ်ကြည့်မယ်ဗျာဒီခါကတဏ္ဍနည်းကြည့်လိုက်မယ်ကျိုးကတော့အတောင့်လိုက်ကြီးဝင်ပါပဲเนาะ2ဖွင့်ရ2ဖွင့်ဒီဘက်2ဖွင့်ရ main ပေါ့ဒီဘက်2ဖွင့်ရ main ပေါ့เนาะအဲ့ဒါလေးကြည့်အောင်เนาะ အဲ့တော့ကျွန်တော်ဒါလေးကိုဗင်နန်းဖြတ်မလဲသူကြည့်အောင်ဒီဗင်နန်းပေါ့လေအမ်ဒီအနာဒီလိုသွားတယ်ဒီအနာဒီလိုသွားတယ်နောက်တစ်ခါဒီဒီဘက်ကိုမျိုးလာဒါတဲ့တဲ့ပဲဒီခဲလွဲလို့မရပါဘူးဒီဘက်မှာတော့ तू ကခဲကဒီလိုစောင်းသွားဆိုတော့ဒီဘက်အောက်ကအရည်လည်းမရှိတော့ဒီဘက်တော့အမှန်မယူတော့ဒီလိုဖြတ်ခဲ့သွားတယ်ဒီနှခဲကတော့အတိတ်ယူရမှာပါဒီနှခဲအတိတ်ယူရနော်โอเคကျွန်တော်လည်းအတူကြည့်အောင်လေနော်ကြောက်ကောင်းလေးတွေ ိုလို့ရှိရင် YouTube ပြည်သက်လေးဆိုသတိရတတ်လို့ပါเนาะကဲအကြည့်အောင်ညာเนาะဟာကလေး